စိတ်ဝင်စားဖို့ကောင်းလာနေတဲ့လီဗာပူးရဲ့နောက်ဆုံးအလုပ်ခန့်များအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ဒီအပိုင်းအတွင်းမှာကြားရတဲ့သတင်းတွေကတော့လီဗာပူးပရိသတ်တွေအတွက်အားရစရာတွေကြီးပါပဲ။လီဗာပူးကပရီးမီးယားလိဆူဖလားကြီးကိုအရယူသိမ်းပိုက်ထားနိုင်တယ်လို့လာမယ့်ရာသီအတွက်လည်းပြင်ဆင်မှုကောင်းတွေကိုပြုလုပ်သွားဖို့ရည်ရွယ်နေတာဖြစ်ပါတယ်။ ေဘဘူးတင်းကဒီချန်ပီယံဘွက်ကိုထိမ့်သိမ်းကာဝယ်ဖို့အတွက်အပြောင်းရွှေ့ဈေးကွက်မှာစုစုပေါင်းပေါင်တန်း200လောက်အထိတုံးဆွဲသွားမယ်လို့လည်းသိရပါဗျာ။ဒီပြကြီး Mslot ကိုတိုင်ကဒီနှစ်ဘောလုံးရာသီမှာလေဘဘူးမပိုင်ဆိုင်နိုင်ခဲ့တဲ့လက်နက်ကောင်းနှစ်ခုလောက်ကိုအားဖြည့်သွားမယ်လို့ပြောဆိုထားပါဗျာ။လေဘဘူးတင်းရဲ့လိုအပ်ချက်တစ်ခုပေါ်မှာဖြစ်နေတဲ့နံပါတ်6တိုက်စစ်မှုတအူကိုတေချာပေါက်ခေါ်ယူသွားမှာဖြစ်ပါဗျာ။ဒီစနစ်ပိုင်းအရာနမကိုကစားသမားအပြင်ဖန်နီးမှုအကောင်နဲ့ကွင်းလှည့်ကစားသမားကိုလည်းထပ်မံခေါ်ယူသွားဖို့ဆန္ဒရှိနေတာပါ နေနဲ့ကလာမယ့်ရာသီမှာရနိုင်သမျှစူပလားလမ်းကြောင်းတွေအပေါ်မှာအကောင်းဆုံးအင်ဒီအားပြေပါဝင်ကစားနိုင်မှုအတွက် မျှော်လင့်ထားသလိုကလပ်ကပဖလားမှာလည်းပါဝင်ဆင်နေသွားလို့နေတယ်လို့သိရပါတယ်။ဒါကြောင့်လည်းပဲထွက်ခွာသွားတဲ့ဒုတိယအသင်းကောင်းဆောင်ထရန့်နေရာမှာအစားထိုးဖို့ဖရင်ပေါင်ကိုအလင်းအမြန်ပဲခေါ်ယူခဲ့တာဖြစ်ပါတယ်။ဖရင်ပေါင်ကိုခေါ်ယူပြီးရင်တော့ဘုံမအသင်းရဲ့မီလိုစကာကက်စ်ဘက်ကိုမျှဥ့လှစ်လာဖို့ရှိနေပြန်ပါပြီ။ လီဗာပူးတင်းရဲ့တဆင်ချင်းသွားနေတဲ့လုံထုံးလုံနည်းတွေဟာတကယ်ကိုအားရစရာကောင်းနေပြီးတော့မှတခြားတစ်ဖက်မှာကလည်းအထူးကတိုင်မက်တွေကကစားသမားအားပြမှုတွေကိုဇက်တိုက်ပြလုပ်နေတာကြောင့်မလို့လာမယ့်ရာသီကတော့အတော်လေးကိုကြည်ကောင်းမှုရှိလာနေပါပြီ။ဒီလိုအားပြခေါ်ယူသွားဖို့အတွက်ဆိုရင်လည်းအတင်းမှရှိတဲ့ကစားသမားတွေကိုရောင်းချသွားဖို့ကလည်းလိုအပ်နေပြန်ပါတယ်။အထူးသဖြင့်ရောင်းထုတ်ဖို့တရားသလောက်ရှိနေတဲ့ကစားသမားတွေထဲမှာဒါဝင်ကတော့နံပါတ်1ပြီးနေပြီးတော့မှသူ့နောက်မှာကုသမားကလေးဟာကရပ်တည်နေပါတယ်။ ေကစားသမားတွေအပြင်စိတ်ဝင်စားခြင်းခံနေရတဲ့အခြားသောကစားသမားတွေကလည်းလီဗာပူးအသင်းမှာရှိနေပါသေးတယ်။ဒီကစားသမားတွေကိုလည်းတင်းတင်းနဲ့ပြောင်းရွှေ့ကြရလို့ရှိရင်ရောင်းထုတ်သွားဖို့စီစဉ်လာနိုင်ပါတယ်။အဲ့ဒီထဲကတဦးကတော့တောင်မန်ကစားသမား DS ပဲဖြစ်ပြီးတော့မှလူဝစ်ဒီယက်ကိုစပိန်နာမည်ကျော် club Barcelona အသင်းကစိတ်ဝင်စားနေပြီးတော့စပိန်သတင်းစာတွေရဲ့ဖော်ပြချက်အရဆိုလို့ရှိရင် DS တော့ကတော့ယူရိုတန်း80လောက်တုံးဆွဲသွားမယ်လို့သိရပါတယ်။ နောက်ထပ်ပြီးတော့လည်းအသင်းအနေနဲ့လီဗာကူဆင်အသင်းရဲ့ဂျာမနီကျယ်ဝင်းဖြစ်တဲ့ Florian Wirtz ကိုစောင့်ကြည့်လျက်ရှိတယ်လို့သိရပါတယ်။ကစားသမားဘက်ကအချက်ပြပြီဆိုတာနဲ့ချက်ချင်းကန့်လန့်သွားမဲ့သဘောမှရှိနေပြန်ပါတယ်။ဒါအပြင်လီဗာပူးအသင်းစိတ်ဝင်စားနေတဲ့နံပါတ်၉ကစားသမားတဦးဖြစ်တဲ့ Hugo Ikitiki ကိုလည်းပဲဒီယာဒီကောင်တာနဲ့တင့်တင့်နဲ့ပြောင်းရွှေ့ကြည့်နေတဲ့အတူအသင်းကနေထွက်ခွာနိုင်ကြောင်းကို Frankfurt အသင်းကတရားဝင်ထုတ်ပြန်ထားပါတယ်။ ဆိုတော့အသင်းအနေနဲ့ဆလော့ပြေကစားကွက်အောက်မှာအံဝင်ခွင့်ကြမယ်ကစားသမားမျိုးကိုရွေးချယ်ဖို့ကသာအရေးကြီးနေပြီးတော့မှဒီဟာဒီဈေးကွက်တွင်မှာကလည်းသူနီးသူဖန်နဲ့ထူးချွန်ကြတဲ့ကစားသမားကောင်းတွေအများကြီးရှိလို့နေပါတယ်အယိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ဒီပြောခဲ့တဲ့ကစားသမား၃ဦးစလုံးကိုဒါရလိုက်မယ်ဆိုလို့ရှိရင်တော့အတင်းကအတော်လေးကိုတောင့်တင်းသွားမယ်လို့ညင်မိပါတယ်။ဒီဘဘူးပြိတ္တတွေအနေနဲ့ကရောဘလို့ထင်မြင်ယူဆလဲဆိုတာကိုဝင်ရောက်ဆွေးနွေးကြပါအောင်ရှင်။